လင်းတို့တခင်ကတိုင်းလောကမှာတိုင်းရင်ကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့လင်းတို့ကျွမ်းရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။သူ့ဘယ်သူဘယ်ဝါဆိုတာဘရော့မှထုတ်ဖို့မပြောပါဘူး။သူ့မှာကအစင့်မြင့်တိုင်းပညာရှင်ဖြစ်တဲ့လက်အောက်ငယ်သားတွေအများကြီးရှိပါတယ်။အားလုံးထဲမှာအထင်ရှားဆုံးကတော့လင်းတို့ကျွမ်းမှာကျင်းပတဲ့လေလံပွဲပါပဲ။ပတ်စံရှိရင်လိုချင်နာမှန်သမျှဝယ်လို့ရတယ်လို့ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီနေ့မှာတော့လင်းတို့ကျွမ်းရဲ့ဆောင်းဦးလေလံပွဲမှာအဖြူရောင်ဝတ်ထားတဲ့လျှို့ဝှက်စမ်းကြတဲ့သူတူဦးကသူ့ရဲကောင်းခြူလုံရှမ်းရဲ့ဦးကောင်းကိုတီးတန့်ဝယ်ယူဖို့တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲသူ့ရဲကောင်းချူလူရှမ်းရဲ့ဦးကောင်းကိုတီးတန်းဝယ်ယူဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီချိန်မှာချူလူရှမ်းနဲ့တိုင်းလောကရဲ့အတော်ဆုံးလူသက်သမားကြုံရန်ရီထန်းဟုံတို့ကနိုင်ရည်စင်နန်းတော်ကိုအောင်မြင်စွာအနိုင်ယူပြီးတဲ့နောက်မှာမိုးမလင်းသေးရင်မှာပဲအပြင်ကိုထွက်လာခဲ့ပါတယ်သူတို့နှစ်ဦးကခဏတစ်ဖြုတ်တဲခုဖို့အတွက်ခြံဝင်းတစ်ခုတည်းကိုရောက်ရှိလာပါတယ်ခြံဝင်းရဲ့အင်းရှိခမ်းမကြီးထဲမှာဟင်းသီးဟင်းရွက်တွေနဲ့ကြီးကျယ်ခမ်းထားတဲ့ထမင်းဝိုင်းကြီးကိုပြင်ဆင်ထားပေမဲ့လူတယောက်မှမတွေ့ပါဘူး သူတို့နှစ်ယောက်ကနောက်ဖေးခြံကိုတွားကြည့်တဲ့အခါမှာတော့စူဝေးဘွဲကိုတက်ရောက်ခဲ့တဲ့သူတွေအားလုံးအသက်ခံထားရတာကိုတွေ့လိုက်ပါတယ်။သူတို့ကအသက်ရှင်စဉ်ကတိုင်းလောကမှာအရှိန်အဝါကြီးမားတဲ့သူတွေကြီးပါပဲ။ခန္ဓာကိုယ်ကကုန်းနေပြီးတော့ရောင်စုံအဝတ်စားကိုဝတ်ဆင်ထားတဲ့အလောင်းတစ်လောင်းကတော့ထူးဆန်းနေပါတယ်။အသက်ရှင်ကြံရဲသူကတော့စိတ်ဓာတ်ကျနေတဲ့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူငယ်လေးတစ်ယောက်ပါ။သူကလင်းတို့ကျွန်းကိုတွားရမယ်ဆိုပြီးတော့ပဲတဖွားဖွားရေရွတ်နေပါတယ်။မကြခင်ပါပဲချူလူရှမ်းတဲ့ရီထန်းဟုံတို့ကအနားယူဖို့အတွက်တဲခုံကန်တစ်ခုစီကိုရောက်ရှိလာခဲ့ပါတယ် သူတို့ရှေ့မှာထိုင်နေတဲ့ခါကုန်းကြီးတူအူကိုမြင်လိုက်ရပြီးတော့သူ့ရဲ့ရုပ်ရည်ကခုနတုန်းကခြံဝင်းထဲမှာတေးသွားတယ်အလောင်းနဲ့တီးကြကိုတူနေပါတယ်ချူလူရှန်းကအံ့ဩပြီးတော့ခါကုန်းကြီးကိုခမည်းတေးသွားပြီမဟုတ်လားဆိုပြီးမေးလိုက်ပါတယ်ဘာဖြစ်လို့အဲ့လိုမေးရတာလဲဆိုပြီးတော့ခါကုန်းကြီးကပြန်မေးလိုက်တော့ခမည်းရဲ့အလောင်းကိုကြုံမြင်ဘူးလို့ပါဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ခါကုန်းကြီးကဒေါသထွက်ပြီးတော့ချူလူရှန်းကိုတိုက်ခိုက်ဖို့စိန်ခေါ်ပါတော့တယ် အဲ့ဒီစပွဲမှာထိုင်နေတဲ့အစိမ်းရောင်ဝတ်ထားတဲ့လူကြီးမင်းကချက်ချင်းပဲရှင်းပြလိုက်တာကတော့ဒီခါကုန်းကြီးမှာအဝတ်အစားတူတူဝတ်တက်တဲ့အမှားကြီးကိုရှိပြီးတော့တယောက်ကဘယ်ဘက်မျက်လုံးမရှိဘဲနဲ့နောက်တစ်ယောက်ကညာဘက်မျက်လုံးမရှိတာကြွားချားချောင်းရုပ်ရည်ကတော့ဆင်တူတာကြောင့်ချူလူရှမ်းမှားယွင်းပြီးမြင်တာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတော့တယ်။အစိမ်းရောင်ဝတ်ထားတဲ့လူကြီးမင်းရဲ့နာမည်ကလီဟူဟန်ဖြစ်ပြီးတော့သူ့ဘေးနားကအမျိုးသမီးကတော့သူစနီလျှူမေပဲဖြစ်ပါတယ်။လီဟူဟန်တို့ဇနီးမောင်နှံကတော်တချောင်းကိုဆောင်ထားပုံရပြီးတော့အလျင်အမြန်ထွက်ခွာသွားကြပါလေ။ ဲ့နောက်မှာချူလူရှန်းကဝူမေဆရာကြီးလို့ခေါ်တယ်ဝါရှန်းကိုင်းရဲ့ခေါင်းဆောင်ဟောင်းကိုမြင်လိုက်ရပါတော့တယ်ဝူမေဆရာကြီးကတိုင်းလောကကနေပြီးတော့အနားယူလာနှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့ဘာကြောင့်မို့လို့ရုတ်တရက်ပေါ်ထွက်လာတာလဲဆိုပြီးတော့တန်တရားဝင်ပြီးလှေငါပြီးတော့နောက်ရောက်ခံပြီးလိုက်ပြီးတော့စုံစမ်းပါတော့တယ်ဒါပေမဲ့ခဏလေးအတွင်းမှာပဲလမ်းပြောက်သွားပါတယ်သူတို့နှစ်ယောက်တဲခိုကန်းကိုလက်ပလာနဲ့ပြန်လာပြီးတော့ဗိုက်ပြေအောင်စားပြီးမှအကြောင်းအရာကိုဆန်းစစ်ဖို့စီစဉ်လိုက်ပါတော့တယ်။အဲ့ဒီချိန်တွေမှာရီထန်းဟုံကဝိုင်အိုးထဲမှာတခုခုထည့်ထားတာကိုရိမ့်မိလိုက်ပြီးမြင် ချူလူရှမ်းကတော့တငုံတောက်ပြီးတော့မေလဲကျသွားပါတော့တယ်။အဲ့လိုဖြစ်နေတော့မှညနေဖုံးစုတိုက်ခိုက်သူတူရောက်လာပါတယ်။ရီထန်းဟုံကအမြန်လိုက်လာပါတယ်။ညနေဖုံးစုကရီထန်းဟုံကိုတောငယ်လေးရဲ့အဆွန်ပြားတီကိုခေါ်ဆောင်သွားပြီးတော့တိုက်လိုက်ရှောင်လိုက်နဲ့တမင်တကာချိန်ဆွဲနေတဲ့ပုံရပါတယ်။ရီထန်းဟုံကလည်းကြားကိုတောင်ပေါ်ကနေခေါ်ထုတ်တဲ့အကြံဆိုတာကိုချက်ချင်းသဘောပေါက်ပြီးတော့အမြန်ပြန်လာခဲ့ပါတယ်။တကယ်ပဲနောက်ထပ်ညနေဖုံးစုတူကချူလူရှမ်းကိုတတ်ဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ချူလူရှန်းကချက်ချင်းပဲခုံထပြီးတော့ပြန်တိုက်ခိုက်ပါတော့တယ်ချူလူရှန်းကဝိုင်အိုးကိုစိတ်ခတ်ထားတာကိုကြိုသိပြီးတော့သတိမေ့ခြင်းရောင်းစောင့်နေတာဖြစ်ပါတယ်မျက်နှာဖုံးစွလူကအင်အားမမျှတာတော့ပဲနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဂျီထန်းဟုန်ကပြန်ရောက်လာပါတယ်သူတို့နှစ်ဦးကမျက်နှာဖုံးစွလူကိုဖမ်းမိပြီးတော့ဘသူခိုင်းနေဆိုတာကိုမေးမလို့ရှိသေးတယ်လီယူဟန်ကရုတ်တရက်ပေါ်လာပြီးတော့အဲ့ဒီမျက်နှာဖုံးစွလူကိုတစ်ချက်ထဲနဲ့တတ်ပြစ်လိုက်ပါတော့တယ်သူကနှုတ်ပိတ်ဖို့ကြိုးစားတာလားချူလူရှန်းက စကားများများမပြောတော့ဘဲနဲ့လီဟုရန်ရဲ့ဓာတ်ကိုစိတ်ဝင်စားနေခဲ့ပါတယ်။ဒီဓာတ်ကပျောက်ဆုံးနေတဲ့ဆန်ရှာရှေးဟောင်းထူကြတာဖြစ်နေလို့ပါ။လီယူဟန်ကရုံချွေးရဲတိုက်ရဲ့တခင်လေးဖြစ်ပြီးတော့သူ့အဖေလီကွမ်းယူကနာမည်ကြီးဓာတ်တွေကိုစုဆောင်းရတာဝါသနာပါတဲ့သူပါ။လီယူဟန်တို့ဇနီးမောင်နှံကသူတို့အိမ်မှာရှိနေတဲ့နာမည်ကျော်ဓာတ်တွေကိုကြည့်ဖို့ချူလူရှန်းကိုခင်ခင်မင်မင်နဲ့ဖိတ်ခေါ်ပါတော့တယ်။ရီထန်းဟုံကတော့စိတ်ဝင်စားတာကြောင့်အရင်ထွက်သွားပါတယ်။ဒါပေမဲ့ရုံချွေးရဲတိုက်ကိုရောက်တဲ့အခါမှာလီယူဟန်ရဲ့အမှုရာကပြောင်းလဲသွားပါတော့တယ်။သူက ချူလူရှန်းကိုသူ့အဖေကတတတာလုံးပြင်ဆထက်ဓာခွက်ကိုတီထွင်ခဲ့ပေမဲ့လေကျင်းမှုတင်းတော်တဲ့သူကိုမတွေ့ကြောင်းပြောပြပါတော့တယ်။ချူလူရှန်းရဲ့သဘောထားကိုမမေးဘဲနဲ့ဓာသမားတွေနဲ့ပြင်ဆထက်ဓာခွက်နဲ့ချူလူရှန်းကိုတိုက်ခိုက်ခိုင်းမှာတော့တယ်။ဒါကချူလူရှန်းကိုရှင်းပြဖို့ရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်တာဖြစ်နေပါတယ်။တိုက်ခိုက်နေတဲ့မှာပဲချူလူရှန်းကအာဏာချက်တစ်ခုကိုမြင်လိုက်ပါတယ်။ဓာခွက်ထဲကလူတစ်ယောက်ကဓာတစ်ချောင်းကိုကင်ပြီးတော့ကြံတဲ့လက်တစ်ဖက်ကလက်သီးထုတ်ထားတာကိုပါ။ ချူလူရှန်ကအဲ့လူကိုသူ့ဓားကိုကမ်းပစ်လိုက်ပြီးတော့အခွင့်ကောင်းယူပြီးတော့လီယူဟန်ကိုဖမ်းချုပ်လိုက်ပါတော့တယ်။ဒါကြောင့်မို့လို့ဓားတိုင်းခွက်ကလည်းပြတ်သွားပါတယ်။ချူလူရှန်ကအဲ့လူကလွန်ခဲ့တဲ့15နှစ်ကနိုင်မဲ့ကြီးခဲ့တဲ့နှစ်ထပ်ထူးခြားချစ်သူသားသမားဖြစ်ကြောင်းကိုဖော်ထုတ်လိုက်ပါတော့တယ်။ဆက်ပြီးတော့ချူလူရှန်ကကြံခဲ့တဲ့သူတွေဘယ်သူလဲဆိုတာပါဖော်ထုတ်လိုက်ပါတယ်။ဒီလူတွေကဖြောင့်မတ်ဂိုင်းကလာတဲ့လူတွေပါ။သူတို့ကစိတ်ပြတ်အားငယ်နေတဲ့အကြောင်းရင်းကိုဖွင့်ဟလိုက်ပါတော့တယ်။လီယူဟန်ရဲ့ဇနီးလျူဝူမေကထူးဆန်းတဲ့ယောဂါတစ်ခုဖြစ်နေပြီးတော့လင်းတို့ကျွန်းမှာသာ ရှိတဲ့ဆေးကိုလိုအပ်နေတာပါလီယူဟန်ကဆေးတောင်းဖို့အတွက်လင်းတို့ကျွန်းကိုသွားခဲ့ပြီမင်းလင်းတို့သခင်ကချူလူရှမ်းရဲ့ဦးကောင်းနဲ့လဲလှယ်ဖို့တောင်းဆိုခဲ့တာပါဒါကြောင့်ဒီဆရာသမားတွေကလီယူဟန်ကိုကူညီဖို့အတွက်ဒီလိုအသက်ဆုံးရမယ့်နည်းလမ်းကိုအသုံးပြုခဲ့ကြတာပါဒါပေမဲ့သူတို့ကတိုင်းလောကရဲ့စီးမြင်တွေကိုချိုးဖောက်လို့မဖြစ်ပါဘူးနှစ်ထပ်ထူးခြားချစ်သူသားသမားအကြီးကဲကသူ့ရဲ့တငယ်ချင်းဟောင်းပေါ်ပြုလုပ်ခဲ့တဲ့လုပ်ရက်တွေသူ့ရဲ့ညာလက်မောင်းကိုကိုယ်တိုင်ဖြတ်ပြီးတော့အပြစ်ဖြေခဲ့ပါတယ်။လီယူဟန်ကတော့ချူလူရှမ်းကိုတတ်ဖို့အတင်းကျပ်ဆုံးဖြတ်ထားသေးပါပဲ။အခြေကြီးတဲ့ချိန်မှာ လီယူမေကအတိစိတ်ပြန်ဝင်လာပြီးတော့လီယူဟန်ကိုအတမကြည့်ဖို့ပြောကြပြီးချူလူရှန်းကိုလည်းတောင်းပန်ခဲ့ပါတယ်ချူလူရှန်းကလည်းမနေတာတော့ပဲနဲ့လီယူမေကိုကူညီဖို့အတွက်လင်းနိုကျွန်းကိုသွားပြီးတော့ဆေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လင်းနိုကျွန်းကိုဘယ်လိုသွားမှာလဲသူနဲ့ရင်းနှီးတဲ့အမျိုးသမီးတငယ်ချင်းတချို့ရဲ့အကူအညီနဲ့ချူလူရှန်းကမျက်မမြင်သက်ခိုးကိုပြစ်မှတ်ထားခဲ့ပါတယ်မျက်မမြင်သက်ခိုးကနန်းတော်ကဘရင်ပလဲခပတ်ကိုခိုးယူပြီးတော့လင်းနိုကျွန်းမှာဈေးကောင်းနဲ့ရောင်းချဖို့စီစဉ်ထားတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေတာပါ မကြခင်မှာပဲချူလူရှန်းကမျက်စိရွှေ့ခြေရွှေ့လူတယောက်ကိုမြင်လိုက်ရပြီးတော့ပင်လေပေါ်ကမျောနေတဲ့အိမ်တလုံးထီကိုလိုက်သွားခဲ့ပါတယ်။မလံမကန်ပင်လေထဲမှာကျဲပြန့်တဲ့တကားတစ်ခုကိုသူတို့မြင်လိုက်ရပါတယ်။မကြခင်မှာပဲအဲ့ဒီအိမ်ကတကားဝါတဲ့ထီကိုမျောဝင်သွားပါတော့တယ်။ဒါကလင်းတို့ကျုံရဲ့ဝင်ပေါက်ဖြစ်ရပါလိမ့်မယ်။မျက်လုံးတစ်လုံးနဲ့ရှိတဲ့သူ సై ကလော့ဆိုသူကဧည့်သည်တွေကိုလင်းတို့ကျုံစီကိုလိုက်ဖို့ပို့တာဝန်ရှိပါတယ်။ ဖိဆာရှိရင်ဝင်ဝင်ပေးပြီးတော့မရှိရင်တော့တတ်ပြစ်ပါတယ်ချူလူရှန်းကလီယူဟန်ပေးလိုက်တဲ့ဖိဆာကိုပြပြီးတော့ဝင်ဝင်ရတော့ပါတယ်အဲ့ဒီအားလုံးအထဲကိုရောက်တဲ့ခါမှာစိုက်ကလော့ကလမ်းဖွင့်ပေးပြီးတော့လှေကိုလင်းတို့ဂျွန်စီကိုခေါ်တော့ပါတယ်လီဘော်ကအဖွဲကလင်းတို့ဂျုံရဲ့တာဝန်ရှိသူဒင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီလီဘော်မှာဧည့်သည်အဖွဲ6ဖွဲ့ရှိပါတယ်။သူတို့ကလှပတဲ့နတ်သမီးလေးလင်ကြီးနဲ့သူ့ရဲ့အဆောင်ရာဘူးလို့ဖြစ်ပြီးတော့သူ့အဖေကိုရွေးနှုတ်ဖို့အတွက်လင်းတို့ဂျုံကိုသွားနေတာပါ။သူမရဲ့အဖေကလင်းတို့ဂျုံတိဆောက်ရေးမှာပါဝင်ခဲ့တဲ့ဗဘဲဆရာတူပါ တထေးကြီးရန်ကတော့လင်းတို့ကျောင်းမှာရှားပါတဲ့ရန်နာကိုဝယ်ခြင်းတဲ့သူပါတထေးသားလေးဝန်ကတော့အယောင်ဆောင်ထားတဲ့ဘရင်အဆောင်တက်သားဆိုပြီးတရင်ထွက်နေပါတယ်ကျန်နာတွေကတော့မျက်စိရွှေ့ချေရွှေ့လူဂိုဦးချမ်းနဲ့ချူလူရှမ်းနဲ့သူ့တငယ်ချင်းရီထန်းဟုံလိုပဲဖြစ်ပါတယ်ရီထန်းဟုံကသူ့မှာအကြီးစားအခကျွေးငွေယူထားတဲ့အလုပ်တစ်ခုရှိကြောင်းနဲ့အဲ့ဒါကလင်းတို့ကျောင်းကလူတစ်ယောက်ကိုတတ်ဖို့ဖြစ်ကြောင်းကိုချူလူရှမ်းကိုပြောပြပါတယ်ညာဘက်မှာလင်းကြီးကချူလူရှမ်းရဲ့တကားကိုခောက်ပြီးတော့သူ့ကိုရီထန်းဟုံနဲ့တူတင်မောဝန်တွေကအခန်းငယ်လေးတစ်ခုစီကိုခေါ်ဆောင်သွားပါတယ် အထဲမှာခေါင်းတလားအများပြားကိုပြင်ထားပါဗျ။သူကပြီးခဲ့တဲ့ညကစိုက်ကလော့နဲ့တာဝန်ရှိတဲ့ဒေနုကသူတို့အားလုံးကိုတပ်ပစ်ဖို့လျှို့ဝှက်ကြံစီနေတာကိုကြားခဲ့ကြောင်းကိုပြောပြပါဗျ။သူတို့ကခေါင်းတလားနှလုံးကိုဖွင့်လိုက်တဲ့အခါမှာမမျှော်လင့်မဲနဲ့တာဝန်ရှိသူဒင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတော့တယ်။စိုက်ကလော့ကအမြန်ရောက်လာပြီးတော့ရှင်းပြပါဗျ။အဲ့လိုဖြစ်နေတော့မှာပဲ။နောက်ထပ်တစ်ယောက်ကအကူအညီတောင်းပြီးအော်ဟစ်လိုက်ပါတယ်။တထေးသားဝန်ကဘာကြောင်ပြချက်မှမရှိဘဲနဲ့အသက်ခံလိုက်ရတာပါ။အဲ့ညမှာပဲတထေးကြီးရန်ရဲ့တက်တော်ဆောင်ဖြစ်တဲ့ဂူချန်းကိုလှုပ်ချန်ဖို့ကြိုးစားပါတယ်။ ကန်ကောင်းစွာနဲ့ပဲဂိုဦးချမ်းကကြိုတင်ပြင်ဆင်ထားတာကြောင့်နှစ်ဦးသားပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။ဒီစုညံတဲ့ကြောင့်လူတိုင်းနိုးလာပါတယ်။တက်တော်ဆောင်တက်ခံလိုက်ရပြီးတော့တထေးကြီးရန်ကလက်စားချေဖို့ကြိုးစားပြီးမြချူလူချမ်းကတားလိုက်ပြီးတော့ဒီချိန်ထိခမားကသူ့ကိုအတန်တက်အောင်လှုပ်ချင်နေတော့မယ်။ခမားကနာမည်ကြီးမြမြမြတခိုးပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့နောက်မှာတထေးရံရဲ့ကူပေါ်ကခိုးထားတဲ့ဘရင်ပလဲခဘက်ကိုရှာတွေ့ခဲ့ပါတယ်။သူ့ရဲ့အကြံစီတွေပေါ်သွားတာကိုသိတော့တထေးကြီးရံကသူ့အခန်းထဲကိုထွက်ပြေးသွားပါတယ်။ဒါပေမဲ့လူအုပ်ကလိုက်သွားတဲ့အခါမှာ တထေးကြီးရန်ကလည်းတစုံတယောက်ရဲ့လက်ချက်နဲ့လဲကြပြီးတေဆုံးနေပါပြီ။ကိုဦးချန်းကတထေးကြီးရန်ရဲ့ဂရင်ပေါင်းအောက်ကလျှွက်လမ်းကြောင်းတစ်ခုကိုတွေ့လိုက်ရပြီးတော့အဲ့ဒီလမ်းကတင်းမောဝမ်းနေရအခန်းစီကိုဥတီနေပါတယ်။တကယ်တော့တာဝန်ရှိသူတင်ကတေချင်းအောင်ဆောင်နေတာဖြစ်ပြီးတော့လူတွေတတိလက်လွတ်ဖြစ်နေတော့မှဖြည်းဖြည်းချင်းတတ်နေတာဖြစ်ပါတယ်။ဒီချိန်မှာတာဝန်ရှိသူတင်ကလှေငယ်လေးနဲ့ထွက်ခွာသွားတော့ပါပြီ။ ဆိုက်ကလောကချူလူရှန်းနဲ့အင်အားမမျှပေမဲ့လင်းတို့သခင်ကတဲမောပေါ်မှာပောက်ကွဲစီတဲ့တဲ့ပစ္စည်းတွေထောင်ထားပြီးတော့ချူလူရှန်းမှာမြုံနှံခံရတော့မှမလို့သူ့ကိုယ်သူခြေနဲ့နေခဲ့ပါတယ်။တဲမောနဲ့တော့မယ်ဆိုတာကိုမြင်တော့ချူလူရှန်းကခေါင်းတလားတွေကိုအသုံးပြုပြီးတော့ထွက်ပြေးဖို့ကြံထုတ်ခဲ့ပါတယ်။ဒါပေမဲ့ကျဲပြန်းတဲ့သမုတ်တရားထဲမှာသူတို့ကအငတ်ဘေးနဲ့ဖြစ်စေကြောက်မက်ဖွယ်ရာကံကြမ္မာနဲ့ဖြစ်စေရင်ဆိုင်ရတော့မှာပါ။မကြခင်မှာပဲတဲမောကြီးတစည်းဖြတ်သွားပြီးတော့အဖွဲကိုကယ်ဆယ်ခဲ့ပါတယ်။ ။တင်မော့ပိုင်ရှင်ရဲ့နာမည်ကယွမ်စီယွမ်ဖြစ်ပြီးတော့တိုင်းလောကရဲ့နံပါတ်1ရဲတိုက်ဖြစ်တဲ့ဝူကျင်းရဲတိုက်ရဲ့သခင်လေးပါ။သူကငယ်စဉ်ကတည်းကမျက်စိမမြင်ခဲ့ပေမယ့်ထူးခြားစွာဉာဏ်ကောင်းပြီးတော့လေတိုက်တန်ကိုနားထောင်ပြီးတော့နေရာခွဲခြားသိမြင်နိုင်တဲ့အတိုက်ပညာကိုကျွမ်းကျင်နေသူတူပါ။ယွမ်စီယွမ်ကသူတို့အဖွဲ့ကိုနှွေးထွေးစွာအဲ့ခံကျွေးမွေးခဲ့ပါတယ်။တင်မော့ပေါ်မှာချူလူရှန်းကစိတ်ဓာတ်ကျနေတဲ့အဖြူရောင်ဝတ်စုံဝဲလူငယ်လေးပျောက်ဆုံးနေတဲ့ဝူမေဆရာကြီးနဲ့လီယူဟန်တို့ဇနီးမောင်နှံကိုတွေ့လိုက်ရပါတယ်။ ို့ပြီးတော့ထူဆန်းတာကလင်းတို့ကျုံရဲ့တာဝန်ရှိသူတင်ကလည်းဒီသိမ်းမောပေါ်မှာရှိနေတာပါပဲချူလူရှန်းကရွမ်းဆွေရွမ်းကသူတို့ကိုလင်းတို့ကျုံကိုခေါ်သွားနေတာလို့တန်တရားရှိခဲ့ပေမယ့်ရွမ်းဆွေရွမ်းကတော့လုံးဝကိုငြင်းဆိုခဲ့တာပါညာပဲဝူမေဆရာကြီးအသက်ခံလိုက်ရပါပြီသူမရဲ့တပည့်ကောက်ရလန်ကအဖြူရောင်ဝတ်လူငယ်လေးရဲ့အခန်းကိုခိုးဝင်သွားပြီးတော့အကြောပိတ်ထားတာကိုဖြေပေးလိုက်ပါတယ်အဲ့ဒီအဖြူဝဲလူငယ်လေးကဝူမေဆရာကြီးရဲ့တာအကြီးဆုံးရွှန်ဆွေဖုံးဖြစ်နေပြီးတော့တစုံတယောက်ကသူ့ရဲ့အကျော်ကိုပိတ်ထားတာကြောင့်ထူးဆန်းစွာပြုမှုနေတာဖြစ်ပါတယ်။ကောက်ရလန့်က"သမဆရာမအမိန့်နဲ့သူ့ကိုကယ်တင်ဖို့လိုက်လာခဲ့တာပါ။" ကြိုက်တဲ့သူတွေကတော့ကံမကောင်းကြပါဘူး။ရွှန်းဆွေရွှန်းရဲထောင်ချောက်တဲကိုရောက်သွားပြီးတော့တတိလက်သွားကြပါလေ။ပြန်နိုးလာတဲ့အခါမှာရှားပါတမဏီနဲ့ပြုတ်လုထားတဲ့တန်လောင်အိမ်ထဲမှာပိတ်မိနေတာကိုတွေ့လိုက်ရပါလေ။ဒီလောင်အိမ်ကအလုံးကိုခံခဲ့မှာလေ။ကံကောင်းစွာနဲ့လီယူဟန်မှာတန်ကိုရှုံ့လို့ဖြတ်နိုင်တဲ့ဓမြောင်တစ်ချောင်းရှိတာကြောင့်တန်လောင်အိမ်ကိုအောင်မြင်စွာဖွင့်နိုင်ခဲ့ပါလေ။ဒါပေမဲ့အောက်ဖက်မှာတော့ခြုံထက်နေတဲ့ရေကန်ကြီးရှိနေပါလေ။ဒါကိုဘယ်လိုဖြတ်ကြောင်မလဲ။ဂိုဦးချန်ကသူ့ရဲ့ကိုပိုင်ရဲနာဖြစ်တဲ့ရွှေပိုးချိုးတစ်ချောင်းကိုထုတ်လိုက်ပါလေ။အဲ့ဒီကြိုးကပေါ်ပါပြီမြေပိတ်တာချိန်တထောင်ကျော်အလေးချိန်ကိုခံနိုင်ပါလေ။ ဒီခါမှဂိုဦးချန်ကဗရင်လျှို့ဝှက်အေဂျင့်ဖြစ်ကြောင်ပေါ်သွားပါပြီ။ရီထန်းဟုံကသူ့ကိုတတ်ဖို့အခောက်ကျွေးငွေရထားကြောင်ဝန်ခံခဲ့ပေမဲ့အခုချိန်မှာတော့အသက်ကယ်ဖို့ကပိုပြီးအရေးကြီးကြောင်ပြောပါတယ်။ဂိုဦးချန်ကရွှေပိုးချိုးကိုအရင်အသုံးပြုပြီးတော့ဟိုးဘက်ကန်းကိုတံတားတစ်ဖွဲပြုတ်လုပြီးကြိုင်တဲ့သူတွေကိုကူးဖို့ကူညီပေးခဲ့ပါတယ်။ရီထန်းဟုံလည်းမှသူကချော်လဲနူနီပါဖြစ်ခဲ့ပေမဲ့ဂိုဦးချန်ကသူတို့ရဲ့အရင်ရညို့ကိုမေ့ပြီးတော့ကယ်တင်လိုက်ပါတယ်။အဖွဲကရေအောက်ထောင်ထဲကနေပြီးတော့ရုံးထွက်နိုင်ခဲ့ပြီးတော့လက်မှုပညာသည်တွေအားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ လင်ကြီးရဲ့အဖေကိုလည်းအောင်မြင်စွာရှာတွေ့ခဲ့ပါတယ်။တကယ်တော့သူတို့ကလွန်ခဲ့တဲ့နှစ်တွေကလင်းတို့ဂျွန်ကိုဒီနေရာမှာဆောက်လုပ်ခဲ့တာပါ။ဆောက်လုပ်ပြီးစီးတဲ့အခါမှာလင်းတို့တခင်ကသူတို့ကိုလှောက်အားကပေးဖို့ညှင်းဆုံတာမကပဲနဲ့မြေရောက်ထောင်ထဲမှာပါဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။လင်ကြီးနဲ့သူ့ရဲ့အဖေတို့ပြန်လဲစုံတွေ့ပြီးတော့ထွက်ခွာသွားကြပါတယ်။ဂိုဦးချန်ကသူကဘရင်ရဲ့လေဝဲအေဂျင့်ဖြစ်ကြောင်းဖော်ထုတ်ပြီးတော့လက်မှုပညာတဲ့အဖေကိုလင်းတို့ဘရင်ဘယ်မှာရှိလဲဆိုပြီးတော့မေးပါတယ်။သူ့ရဲ့ခရီးစဉ်ကလင်းတို့တခင်ကိုဖမ်းဆီးပြီးတော့ဥပဒေနဲ့အညီအပြစ်ပေးဖို့ပဲဖြစ်ပါတယ်။ လက်မှုပညာတဲ့အဖေကသူတို့နဲ့အတူတူလိုက်သွားပြီးတော့လမ်းပြဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့အဓိကခမ်းမစီကိုသွားတဲ့လမ်းကိုပိတ်ဆို့ထားပြီးတော့တခုစီသောထွက်ပေါက်ကပြင်းပြင်းထန်ထန်တောက်လောင်နေတဲ့မီးတောက်တွေဝါးမြုံနေပါတယ်။လက်မှုပညာတဲ့အဖေကနယံထဲမှာအမဲရောင်စီတွေစီးကျနေတဲ့အပေါက်တစ်ခုရှိကြောင်းနဲ့အဲ့ဒီအပေါက်ကိုပိတ်လိုက်ရင်ဖြတ်သွားနိုင်ကြောင်းပြောပြခဲ့ပါတယ်။ဒီထောင်ရောက်ကိုသူကအရင်တုန်းကတော့ဇိုင်းထုတ်ခဲ့တာပါ။ဒါပေမဲ့လင်းတို့တခင်ကအခုလိုတုံးချလိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ပဲနဲ့နက်နက်ရှိုင်းရှိုင်းတောင်းတာရနေပါပြီ။ဒါပေမဲ့သူကကိုဖော့ပညာကိုမတက်တာကြောင့်မလို့အပေါက်ကိုပိတ်နိုင်မှာမဟုတ်ပါဘူး။ ရာဘူးကသူ့ရဲ့တခင်အတွက်အပြစ်ဖြေဖို့ဆန္ဒရှိကြောင်ပြောပြီးတော့ရှေ့ကိုထွက်လာခဲ့ပါတယ်။မကြခင်မှာပဲမီးရေငိမ့်သွားပြီးတော့အဖွဲကအောင်မြင်စွာနဲ့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဥမေလှိုင်ကောင်းရဲ့တစ်ဖက်ချမ်းမှာတော့အလွန်မင်းအေးခဲနေပါပြီ။ကြံကောင်းစွာနဲ့ပဲလက်မှုပညာတွေအဖေကလွန်ခဲ့တဲ့နှစ်တွေကပောက်ကွဲပစ္စည်းအိတ်နှစ်ထုပ်ကိုအဲ့ဒီနေရာမှာဟွက်ထားခဲ့ပါတယ်။ဒါပေမဲ့ပောက်ကွဲပစ္စည်းကိုတည်ဆောင်တဲ့သူကကြောင်မဲ့ဖွဲရကံကြမ္မာနဲ့တော့ရေဆန်ရပွဲရှိပါတယ်။လက်မှုပညာတွေအဖေနဲ့လင်းကြီးတို့ကစေတနာဝန်ထမ်းလုပ်မယ်ဆိုပြီးတော့ပြောကြပါတယ်။ ជីထန်းဟုံကမဲနိုင်ဖို့အကြံပြုပြီးတော့တက္ကိုင်းအတူအရှင်နဲ့ဆုံးဖြတ်ပါတော့တယ်ဂိုင်းလိုကိုမဲကြတဲ့သူကအန်ဒီယေကိုရင်ဆိုင်ရမှာပါဂိုဦးချန်းကជីထန်းဟုံအတွက်ဂိုင်းလိုကိုမဲနိုင်မိပါတယ်မထွက်ခွာခင်ပါပဲဂိုဦးချန်းကသူ့အစားလင်းတို့တခင်ကိုဖမ်းဆီးပေးဖို့ជីထန်းဟုံကိုတောင်းဆိုခဲ့ပါတယ်နောက်ထပ်ဂိုင်းလိုကတော့လီယူဟန်ကမဲကြခဲ့ပေမဲ့သူဇနီလျှော်ဦးမေကသူ့ရဲ့အကြောကိုပိတ်လိုက်ပြီးတော့သူ့အစားသွားဖို့အတင်းကျပ်တောင်းဆိုခဲ့ပါတယ်အေးခဲနေတဲ့နေရာကနေထွက်ခွာပြီးတဲ့နောက်မှာသူတို့ကနောက်ဆုံးမှာတော့အဓိကခံမကြီးကိုရှာတွေ့ခဲ့ပါတယ်။လေလံပွဲကမပြီးဆုံးသေးပါဘူး။ နှစ်ဖက်လုံးအပြင်းထန်လေးလံဆွဲနေကြတော့မှချူလူရှန်းကနောက်ဆုံးမှာတော့သူ့ကိုတတ်ချင်နေတယ်ဝူကန်ဖုန်ကြီးနဲ့တွေ့ဆုံခဲ့ပါတယ်သူကဝူဟာဖုန်ကြီးရဲ့အကိုပါရှင်းရှင်းလင်းလင်းပြောရရင်တော့ဝူဟာကမူလကချူလူရှန်းရဲ့တငယ်ချင်းဖြစ်ပြီးတော့နောက်ပိုင်းမှာရန်သူဖြစ်သွားတာမို့လို့ဝူကန်ကလူငှားပြီးတော့သူ့ကိုတတ်ခိုင်းခဲ့တာပါဒါပေမဲ့ဝူကန်ကလည်းချူလူရှန်းကိုမရှင်းနိုင်မနဲ့ထွက်ပြေးခဲ့ရပါတယ်အဲ့ဒီချိန်မှာဝူမေဆီယာကြီးပေါ်လာပါတယ်တကယ်တော့အဲ့ညာကတင်မောပေါ်မှာဝူမေဆီယာကြီးကသူ့ကိုတတ်ချင်ခဲ့တဲ့လူရှိတာကိုတွေ့ရှိခဲ့တာကြောင့်လင်းတို့ကျွန်းကိုစုံစမ်းဖို့တေးစီအောင်ဆောင်ခဲ့တာပါ လင်းတို့တခင်ကတကယ်တမ်းတော့ရွှန်းစုရံဖြစ်ပါတယ်။သူ့ရဲ့အကြံစီတွေပေါ်သွားတာကိုတွေ့တော့လင်းတို့တခင်ကဦးဆုံးတိုက်ခိုက်ပြီးတော့အခန်းထဲကမိတွေကိုပိတ်ပစ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့အမောင်ထဲမှာဆိုရင်မျက်မမြင်တဲ့ဦးကိုဘယ်သူကမှမနိုင်လို့ပါ။ချူလူရှမ်းတောင်မှာအားနေချက်ရှိနေခဲ့ပါတယ်။ဘယုတ်ဒုက္ခတွေဖြစ်နေတော့မှာပဲ။ဂျီထန်းဟုံကညာဘက်အလင်းရောင်ပေးတယ်။ပလဲလုံးကိုလင်းတို့တခင်ရဲ့ခေါင်းပေါ်ကိုကန်တင်လိုက်တာကြောင့်သူကတက်ရှိပြတ်မှတ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူကချက်ချင်းသဘောပေါက်သွားပြီးတော့ပလဲလုံးကိုလွှင့်ပစ်လိုက်ပါတယ်။ အမောင်ထဲမှာလင်းတို့တခင်ကပြန်ပြီးအသာစီရသွားပါတယ်။လီယူဟန်ကကံမကောင်းစွာနဲ့ပဲပြင်းထန်စွာဒဏ်ရာရပြီးတော့တိတ်ဆုံးသွားပါပြီ။အဲ့ဒီချိန်မှာလင်းကြီးနဲ့သူမရဲ့အဖေတို့ကပောက်ကွဲစေတဲ့ပစ္စည်းတွေကိုဖောက်ခွဲလိုက်တာကြောင့်အပေါက်တစ်ခုဖြစ်ပေါ်လာပါတယ်။နေရောင်ကြီးကလင်းလက်စွာဝင်ရောက်လာပါတယ်။သူ့ရဲ့အားသာချက်ပျောက်ဆုံးသွားတယ်လင်းတို့တခင်ကထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်ချူလူရှန်းကတော့သူ့ကိုအခွင့်အရေးမပေးခဲ့ပါဘူး။ဂျီဒန်းဟုံကသူ့ရဲ့ဓာတ်နဲ့အလျင်မြန်မဲ့ပြေးဝင်ပြီးတော့တိုင်းလောကအတွက်ဘေးရန်တွေတခုကိုဖယ်ရှားပစ်လိုက်ပါတော့တယ်။ ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ